မချီမှာလိုတိုင်းကအခုပြောပြမယ်အဆင့်၃ဆင့်ကိုကျော်ဖြတ်ကြရရတဲ့ဟုတ်လားမဟုတ်လားဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ပထမဆုံးအချက်ကပါလဲဆိုလို့ရှိရင်တော့ချစ်တယ်ကြိုက်လက်ကြိုက်တယ်အချစ်မှာမျက်စိမပါဘူးဆိုတဲ့စကားလည်းလိုတိုင်းကြားဖို့ကြမယ်လို့ထင်ပါတယ်အဲ့ဟာဘာဖြစ်လို့လဲဆိုတော့တယောက်နဲ့တယောက်ချစ်တဲ့အခါမှာတယောက်အဖြစ်ကိုတယောက်မမြင်ဘူးတောင်းတဲ့အချက်လေးတွေကိုပဲကြည့်ပေးကြတဲ့အခါမှာ စိတ်ဆိုးတာတောင်မှချစ်စရာကောင်းတယ်လို့မြင်ကြတယ်ဟုတ်တယ်ဟုတ် ချစ်တဲ့အခါမှာသူ့အမူအရာအကုန်လုံးကချစ်စရာကောင်းတာကြီးပဲချစ်စရာမကောင်းတဲ့အချိန်ကိုတောင်မှချစ်စရာကောင်းတယ်လို့မြင်ပေးနိုင်တယ် fall in love state ဒီအဆင့်ကိုလူတိုင်းကြော်ဖြတ်ကြရတယ်။ဒီအဆင့်ကချစ်တယ်မကြိုက်ဘူးဆိုတဲ့အဆင့်ချစ်တော့ချစ်တယ်ဒါပေမဲ့သူ့ပုံစံမကြိုက်ဘူး။ဒီလိုဒီလိုနေတတ်တာကိုမကြိုက်ဘူး။အဲပေါင်းလာတဲ့အချိန်နည်းနည်းကြာလာတဲ့အခါကျတော့မကောင်းတဲ့အခြေလေးတွေကိုတဖြည်းဖြည်းမြင်လာတယ်။အဲ့ခါမှာ ဘယ်လိုဖြစ်လာလဲဆိုတော့ချစ်တော့ချစ်တယ်ဒါပေမဲ့သူ့မှာဒီလိုမျိုးအချင်းရှိတော့ငါမကြိုက်ဘူးအဲအဲ့လိုမျိုးဖြစ်လာတယ်အဲ့ဒါချစ်တော့ချစ်တယ်မကြိုက်ဘူးဆိုတော့အဆင်ကိုကြော်ဖြစ်ကြရတယ်ပြီးတော့တတိယအချက်ကပါလဲဆိုတော့ချစ်လည်းမချစ်ဘူးကြိုက်လည်းမကြိုက်တော့ဘူးဆိုတော့အဆင်နောက်ဆုံးအဆင်ကလူတိုင်းကိုလန့်ခွဲဖို့ဦးတည်သွားစေတဲ့အဆင်ပဲခုပြောတဲ့အဆင်၃ဆင်ကိုလူတိုင်းကြော်ဖြတ်ကြရတယ်ပထမဆုံးအဆင်က fall in love state ဘာပဲလို့လို့ဘလို့ပဲနေနေချစ်တယ်ကြိုက်တယ်ပဲ ဒုတိယအဆင့်ကချစ်တော်ချစ်တယ်ဒီအချင်းလေးကမကြိုက်ဘူးဒုတိယအဆင့်ပြောတာတိယအဆင့်ကချစ်လည်းမချစ်ဘူးကြိုက်လည်းမကြိုက်ဘူးဒီအဆင့်ဒီအဆင့်သုံးဆင့်မှာကိုကိုယ်တိုင်ရဲ့အချီးကရောဘယ်နေရာမှာကိုကရှိနေတယ်လဲဆိုတော့တေချာစဉ်းစားပြီးတော့မှနံပါတ်3အဆင့်ကိုရောက်နေပြီဆိုလို့ရှိရင်သတိတာထားလိုက်တော့လို့ခင်လို့ရရင်ခင်ခင်လို့မရရင်ထားခဲ့လိုက်ဒါမှကိုကိုယ်တိုင်အတွက်လည်းကောင်းတယ်လို့သူ့အတွက်လည်းကောင်းတယ်